ကျွန်တော်ဒီနေ့တွေ့တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ရှင်နေတဲ့ရင်ချက်လက်များပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပေါင်းမှာချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသည်ဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ှက်လောက်ရောင်းမေးတတ်ချုပ်ကောင်းဟဲ့ဆရာတော်ကဘာမှလိုက်သေးတော့တတိချာချာရောရှောက်ခဲ့ရဲ့လားအရေးထဲမှာဖျောင်းနိုင်တုတ်ဒီအမွေးနိုင်တုတ်ဒီကဘယ်နာထမီပြန်လဲမသိပါဘူးငတိုင်းချောင်းခွအဝေးပြေးလမ်းပေါ်မှာမြောက်ဆန်းရွာတွင်တည်ရှိသောရေကြီးအမြောက်တက်တုံးလေးလေးတွင်၌စိတ်ရှိလင်ကဘာကိုတောင်တိမ့်နိုင်သည့်ဆန်းရည်မြင့်မြမတ်တမတော်သားတစုမှာ ယခုလဲတိုင်းပြည်ကိုနဲချဲ့လို့ဤရံမကာကွယ်ရန် ဝရုံသုံးကားဖြင့်လှုပ်ရှုပ်လျက်ရှိနေသည်လောဘလဲမကြီးတင့်တယ်ရောင်ရဲနိုင်စွာအမတန်မြင့်မားလာသည့်မြမပြည်ကြီးကိုအယတအဆိုရဆိုတဟာကြီးကခဏတာဝင်းရောက်အုပ်ချုပ်ပြီးနောက်အကျင့်ပြက်လာသောတိုင်းပြည်အခြေအနေကိုတက်မှတ်ထိမ့်သိမ်းရန်အတွက်အဖကာကြုံကြီးမအားလာဥဆောင်၍ရွေးကောက်ပွဲမဲစင်းလိန်သည်ဟုအကြောင်းပြကား အလင်မြန်အာနာတင်းခဲ့ရပြီးတိုင်းပြည်ကနတ်ပြည်သို့တက်ရန်လက်တလုံးအလိုမှာကြပြခရယာ၆ထဲသို့ဆွဲချခံခဲ့ရခြင်းဖြစ်သည်အကေ၍မြာရသားဆိုးရကိုသာထက်မှန်၍အုတ်ချုပ်ခွင့်ပြုလိုက်မည်ဆိုလျှင် နိုင်ငံရဲ့အနာဂတ်မှာမတွေးဝင်စရာဂျိုင်းတွေခွက်တွေအပြည့်နဲ့လမ်းတွေကိုကွန်ကရစ်တွေခင်းလို့ခင်းလျှင်စစ်မည်ဆိုတာကို အချိန်ပြည့်ပေးလို့ပေးနေပြည်သူတွေမှာအတိတ်ဒုက္ခရောက်ကြရသည် ပြည်သူတွေနည်းတူဒုက္ခရောက်ရသူတွေမှာရဲစစ်သားများနဲ့ဌာနဆိုင်ရာဝန်ထမ်းများပင်ဖြစ်လေ၏ဟိုးယခင်ကလမ်းတွေမကောင်းလေတော့ကားတွေဆိုင်ကယ်တွေဟာ ဖြစ်ဖြစ်ရွေ့ရွေ့သာမောင်းရလေတော့ရင်တိုင်မှုတွေအစိရန်အန်ဒီရီတွေဟာမစုံစလောက်ရှာပါလွန်လာသည်ပြီးတော့ဒီလမ်းတွေကိုအကြောင်းပြု၍လမ်းကြီးကောက်ဝါတာဂိတ်များဖွင့်ကမိသားစုကိုရှာဖွေကျွေးမွေးနေရသော ရဲစစ်သားနှင့်ဌာနဆိုင်ရာဝန်ထမ်းများဖို့လေစီပွားရေးအင်ပြေကြသည်အရက်သားအစိုးရလက်ထက်မှာလမ်းပန်းဆက်သွယ်ရေးကိုကောင်းမွန်အောင်ပြုလုပ်ပြီးသည့်နောက်ပိုင်းမှာအပေါငွေလက်မဲ့ဖြစ်သွားသူများမှာရဲနဲ့စစ်သားအများစုပင်တိုင်းပြည်ရဲ့ပြည်ရင်းကိုလုံးကျုံအောင်ဆောင်ရှောက်ပေးနေသောရဲဝန်ထမ်းများနှင့်ပြည်ပရမကာကွယ်ပေးနေသောစစ်သားများအပေါဝင်ငွေလက်မဲ့ဖြစ်သွားရခြင်းသည် တိုင်းပြည်ရဲ့အနာဂတ်ကိုမေ့မိန်စေ၏နောက်တစ်ခုကလျှက်စစ်မီးကိုအချိန်ပြည့်ပေးနိုင်ခြင်းကြောင့်အ धिक နစ်နာရသူတွေမှလည်းဌာနဆိုင်ရာဝန်ထမ်းတွေဟိုးအရင်ကဆိုရင်မီးလာလာမလာလာမီတာကောက်ကိုပုံမှန်တောင်းခွင့်ရသူတွေပိုချံလွန်း၍ပြည်ပကိုတောင်ရောက်စာနေရတဲ့လျှက်စစ်တွေမှပုံမှန်ရှယ်ယာရနေသူတွေလုပ်ငန်းရှင်တွေအတွက်စက်မှုဇုံတွေကိုသာအ धिक မီးပေး၍ဝင်ဝေရှာရသူတွေ EPC ဝန်ထမ်းတွေအတွက်အရက်သားအစိုးရလက်ထက်မှာအချိန်ပြည့်မိရနေတာကလည်းထုံးတဲ့ချက်တခုပိုပြီးစိုးရာကမိကအချိန်ပြည့်လားအင်တာနက်သုံးဆွဲရတာကလည်းအဆင်ပြေလာလေတော့တိုင်းပြည်ရဲ့မျိုးဆက်သစ်လူငယ်တွေဟာ အင်တာနက်ကနေလေ့လာလိုက်စာရှာဖွေဖတ်ရှုတာတွေလောက်လာကြပြီးဘိုးစဉ်ပေါင်ဆက်ထိမ့်သိမ်းလာခဲ့ကြတဲ့ရှေးရိုးဆွဲယူဆဟောင်းကြီးတွေကိုပါစွန့်ပယ်ခြင်းလာကြတယ် တိုင်းပြည်ကရှေ့ကိုမရောက်တာဟာစစ်စိုးရဆက်ဆက်အုပ်ချုပ်လာခဲ့တာကြောင့်လို့လို့တသက်လုံးအုပ်ချုပ်ခံအဖိနှိတ်ခံဘဝမှာနေသားကျလာတဲ့ပြည်သူတွေဟာဇာရိတ်တာတွေစတင်ပြပြလာပြီး လောဘကြီးလာကြတယ်။ကိုလုံးမကိုစားရမယ်ဆိုတဲ့အတွေ့အကြုံအရမှာတခြားထိုးပေါက်တီထွင်ခြင်းနဲ့အတွေ့တွေကိုတွေးဆပြုလာကြတယ်။အထူးသဖြင့်ရသားဆိုးရကကလေးတွေကိုចောင်းဝင်ကြီးတွေပါတွေအခမဲ့တတ်မှတ်လိုက်တဲ့အခါမှာ ပို့ဆို့သွားတယ်။ရောင်ရဲတင့်တယ်ပြီးဗုဒ္ဓရဲ့တရားတော်နဲ့အညီချိုးချံချွေတာကြရမယ်စာပညာရေးမှာပါလောဘကြီးလာတယ်။မြင်သမျှတွေ့သမျှတာပြောရမယ်ဆိုရင်တော့ပြောမဆုံးပောင်တော့တုံးတောင်။ဒါကြောင့်မို့တိုင်းပြည်ရဲ့ဖက်ဖက်ကယိုယွင်းပျက်စီးလာမှုတွေကိုထိမ့်သိမ်းရန်အတွက်တပ်မတော်ကအာဏာသိမ်းလိုက်ရတာ။အခုဆိုရင်ဗမာအလာလက်ထက်မှာပြည်သူတွေဟာဟိုးနှကိုမူလဘဝရီစီကို ပြန်ရောက်သွားလို့ကျင်းနဲ့နှစ်သိမ့်နေကြမှာအမှန်မေတတ်ချုပ်ကြီးကလည်းရှင်းနေအကျဲကျဲမငိမ့်ွယ်တွေမဖြစ်အောင် တိုင်းပြည်ကိုမန်တန်ကြီးလေးရဖြစ်အထက်ကလူလေးဦးကိုဥဆောင်စီရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တမတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ယာယီတမတကြီးတို့လေးယောက်ကလက်ရှိမှာတိုင်းပြည်ကိုအကောင်ဆုံးဥဆောင်နေကြတယ် အဲ့ဒီမှာပိုပြီးလေးစားစရာကောင်းတာကတက်ချုပ်ကြီးရဲ့ကျိုးချောင်းဆင်ကျင်နိုင်စွမ်းပဲတိုင်းပြည်ကိုဥဆောင်နေတဲ့အထက်ခေါင်းဆောင်ကြီးလေးဦးသာမညင်ညွတ်ရင် တိုင်းပြည်ဟာပြိုလဲပျက်စီးသွားမှာအနည်းနဲ့အမြန်ပဲဒါကြောင့်မို့အနစ်နာခံပင်မန်းခံပြီးရာထူးကြီးလေးခုလုံးကို သူ့တယောက်ထဲယူပစ်လိုက်တယ်။အရေးကြီးတဲ့ကိစ္စတွေကိုနောက်ဆက်ကဥက္ကဋ္ဌနဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကဆိုဖြူ အဲ့ဒီမှာညှိမရရင် ကာလုံခေါ်ပြီးတက်ချုပ်ကြီးကဆုံးဖြတ်ချက်ချရာယီတမတာကြီးကအတီးပြုတ်ပေးဆိုတော့တကယ်ကိုအမခန်းတဲ့တက်ချုပ်ကြီးရဲ့ညံစွမ်းလို့ပြောရမေးစမုတ်မထမ်းမနေရဥပဒေကိုအသက်သွင်းလို့တတိုင်းပြည်လုံးမှာရှိသမျှလူငယ်တွေကိုတက်သားအစ်စုဆောင်းတာလေအခုဆိုအပတ်စဉ်ဆက်နေဖြစ်နေမန်လေးမှာမဲနိုင်ခိုင်းနေပြီဒီကြားထဲမှာထန့်တဲ့သမားပါမချံပေါ်တာဆွဲခိုင်း နိုင်ငံခြားရောက်လူငယ်တွေကိုပါပြန်လာခိုင်းတဲ့အားလုံးကိုဖုတ်ပူမိတဲ့တင်နန်းပေးပြီးတော့ရှေရန်ကိုပုတ်ပြီးတန်းပြီကို ကျူးကျော်နေတဲ့ဥရောပတိုက်သားမျက်နှာဖြူပီတဲ့တွေကိုတိုက်ခိုင်းနေတယ်။ဒီလိုကိစ္စတွေမှာငွေရေးကြေးချစားမှုတွေမဖြစ်ပေါ်စေဖို့အတွက်ရရာမှန်သမျှ6ပုံပုံအုတ်ကြီးတစ်ပုံမင်းတစ်ပုံကျန်တာ9ပုံဆိုတဲ့မူဝါဒနဲ့တိတိချာချာကြက်ကြက်မက်မက်လှုပ်ဆောင်မှုကိုလည်း တပည့်ကျော်ကြီးဒုတိယလူကိုတာဝန်ပေးထားတယ်။တတ်ချုပ်ကြီးကြံစီကတော့ရှင်းနေအတွေးခေါ်ယူစအစ်စ်တွေနဲ့လူငယ်တွေမြို့တုံးသွားပြီးဘာသွားကလတ်တဲ့ပျော်ရွှင်စွာနေပြီးစမီဟာကိုနဲ့မဆိုင်သလိုနေနိုင်နဲ့ရောင်ရဲတင့်တိန်နိုင်သူပြည်သူတွေနဲ့သူ့စကားကိုဖျားတဆူကူတလုံးလိုကိုးွယ်သူပြည်သူတွေနဲ့အတူလွတ်လပ်အေးချမ်းတဲ့တိုင်းပြည်တစ်တစ်ခုကိုပေါ်ဆောင်နိုင်မှုပါပဲ။ ဲ့ဒီတိုင်းပြည်မှာတော့ဖျားရှင်လက်ထက်ကသူ့ရဲ့ဆွေတော်မျိုးတော်တွေဖြစ်တဲ့အနောက်အရက်ကတောမကျွမ်းမင်းအနယ်တော်ရုရှားတွေနဲ့မြောက်အရက်ကပထွေးအနယ်တော်တွေဖြစ်တဲ့မြက်ပေမေးလူမျိုးစုတွေကို အတူတကွမိတင်းနေထိုင်နိုင်မှု အခုကလေးကတဖြည်းဖြည်းခေါ်သွင်းနေပါပြီအဖတ်သက်ချုပ်ကြီးဟာအတိတ်နှစ်တန်ပေါင်းများစွာကအမျိုးတွေကိုတောင်းတွေ့အောင်ရှာပြီးဆက်နိုင်တဲ့အာခမျိုးချစ်ပုံကိုကြီးမဟုတ်လား ဒီလိုကောင်းဆောင်ကောင်းကနေဆင့်သက်လာသူတွေဆိုတော့အခုလဲရေကြီးအမြောက်တက်၃လေးလေးတစ်ခုလုံးဟာအစွမ်းထက်သည်မထက်သည်အပါထားဖုန်ကြီးများကိုဇော့တင်းရုတ်ဖက်တရဲစဲခိုင်းပြီးယူလာသောရင်မန်းများကိုအမြောက်များပေါ်သို့ဖြန့်ပတ်၍နှုတ်မှလည်းတွတ်တွတ်ရေရွတ်နေကြလေသည်ကလေးလဲမညာတွေ့တာကုံယူပြည်သူကိုတတ်ရွာပတ်မီရှုငါတို့တစ္ဆာမှန်ကန်မာကရန်ပေါင်းခွာလာယာလန်းသူ ပြန်စေသည်မိကိုတထောင်းလုံးထနေသော အမွေးရံများကိုကင်ဆွဲ၍ဝမ်းကောင်းတန်တွင်နှင့်ဟစ်ကြွေးလိုက်သောတမရော်သားတို့၏အတန်ကြောင့်တိုက်ပွဲကိုအချိန်မြင့်တင်ရန်တာဆူနေသောအေအေနှင့်ပီတဲ့တို့ရဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့များမှ ရုတ်တရက်ဆိုတော့တွေ့ဝေငိန်သက်ကုန်ကြ၏တော်လန်ရေးရဲပေါ်အများစုမှာကဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အလျောက် တစ္ဆာတရား၏တကောဆွမ်းပကားကိုယုံကြည်တတ်ဝင်သူတွေမဟုတ်လားဒီတော့တမရောသားတွေရဲ့အလုံးစုံမှန်ကန်လွန်းသည့်တစ္ဆာကြောင့်တည်တင်ကတခဏတော့ရက်တန့်သွားရခြင်းဖြစ်သည်တစ်ချိန်တည်းမှာပင် နေပြည်တော်ရှိမြမပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဘုတ်ဌာနတက် MICC1 ဝင်းအတွင်း၌လက်နက်ကင်လုံးယုံရေးစစ်သားများကပြပန်းခတ်လှှရှားနေကြသလိုဝင်ကြီးများခရိုနီလုပ်ငန်းရှင်ကြီးများကလည်း တဖွဲဖွဲရောက်ရှိလာကြသည် အကြောင်းမူကားရုရှားခီးစဉ်မှပြန်ရောက်လာပြီးနောက်ပိုင်းစစ်ပွဲရေးခွင်လန်းနှင့်တက်ဆိုင်သောဖွဲတစ်ခုကိုတက်ချုပ်ကြီးအနေနဲ့တက်ရောက်လာခြင်းကြောင့်ဖြစ်၏လုပ်ငန်းရှင်များစု၏မျှော်လင့်ချက်မှာအခုတလောမှနေပြည်တော်ကိုလာရောက်လဲပတ်ထားသည့်ရုရှားစစ်ဘက်ဆိုင်ရာအရာရှိကြောင့်ဒီတခါတော့နျူကလ িয়ার တွေတုံးပြီးလျှက်စစ်ဒုံးကျည်ထုတ်လုပ်မယ်လို့များတက်ချုပ်ကြီးပြောလို့မလားပေါ့ ဒါမှသာလိုအပ်တဲ့ကုန်ကျန်းတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်ပြီးလောင်ထားကြရမယ်မဟုတ်လားဟောပြောရင်းဆိုရင်တက်ချုပ်ကြီးတယောက်တိုက်ပုံအင်းကြီးကို ချိတ်ထမိန်နဲ့တွက်ဖက်ဝတ်ဆင်ပြီးစင်မြင့်ထက်စီတို့စင်မရင်သာ ရှောက်လန်းလာသည်ကြွားရောက်လာကြတဲ့ဂုံတီးရှိလူကြီးမင်းများနဲ့စီပွားရေးလုပ်ငန်းရှင်များကိုပြောကြားလိုတာကတော့စီပွားရေးလုပ်တဲ့ဆိုရာဟာတမဟာဇီဝကြကြတိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုနိုင်မှဂုဏ်ရှိတာခမည်းတော်အတူယူအားကြစေရမယ့်လူတစ်ယောက်အကြောင်းကို ပြောပြမယ်ဒေါက်တာတန်ထွန်းဦးကိုသိကြတယ်မဟုတ်လားတန်ကြွယ်ကပါတိမ့်တန်းနဲ့ခွန်သုံးလုံးဆိုတဲ့ကုမ္ပဏီကြီးတွေရဲ့ဒါရိုက်တာပေါ့ပြီးခဲ့တဲ့လကပဲတန်းကြီးအတွက်သူအဓိကထားလှုပ်ဆောင်နေတဲ့ခွန်သုံးလုံးကုမ္ပဏီအတွက်တௌဒမမဏိဇောတာဒရဘွဲ့တစိတ်တော်ကိုချိမြင့်ခဲ့တယ် ခမ်းမတောင်မှာထိုင်နေတဲ့ခရိုနီကြီးနှစ်ယောက်မှာတယောက်မျက်နှာတယောက်ကြည့်ရင်တီရိုစကားဆို၍ခက်ကြစ်ကြစ်ရည်လိုက်ကြသည်ခွန်သုံးလုံးဆိုတာခြေရုလက်တူလုပ်ငန်းမဟုတ်လားခွဟုတ်ပါဗျာပေးတင်တော့ပေါ့လီကျွန်တော်အနေနဲ့လူချင်းမင်းတို့ကိုထပ်ပြီးပြောကြလိုတာကပဲခူးတိုင်းနဲ့အေယော်ရီတိုင်းကလုပ်ငန်းရှင်တွေအနေနဲ့လဲမိမိဒေသကပြည်သူတွေကို စီယုံသိမ့်သွင်းပြီးအေအေနဲ့ပြည်တဲ့တွေကိုလက်မခံကြောင်း တန့်ထောက်ခံပွဲတွေလုပ်ပြီးဆန်နောက်ဖော်ထုတ်ဖို့သက်ဆိုင်ရာအုပ်ကြီးတွေနဲ့ပေါင်းလို့နေမြေအလိုက်လှုပ်ဆောင်ပေးကြစေလိုတယ်။ဒီအပိုင်းမှာကျွန်တော်ကမအားဘူးလီ။ယူရီယာကိုတော့ပြီး BDSM စီဝေးပွဲတက်เสียရှိသေး။မလမကမ်းမှာရက်နေတော့ကိုရည်ရာရှိမှ အပြေလွန်ရောက်ရှိလာပြေနောက်တိုရိုလီကပ်ပြောလိုက်မှတက်ချုပ်ကြီးကအရှက်ပြေတစ်ချက်ရေးလိုက်ရင်အဲ ဟို BDSM ဆိုတာ BMSDC Based လို့ဆိုလိုချင်တာပါအခုချိန်ထိမရေမယောင်မတိမချာနဲ့ပောက်ပန်း40ပြောင်းနေတော့မအားလာကြောင်း စီးပွားရေးလုပ်ငန်းရှင်များမှာစိတ်ပြက်နေလိမ့်ပြီအဲကျွန်တော်အနေနဲ့နောက်ဆုံးပြောကြလိုတာက တချိန်ချိန်မှာ ကျွန်တော်တို့နိုင်ငံအတွက်အဓိက export ဖြစ်လာနိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်းပါတန့်ချုံမာလာဤစကားကြောင့် အားလုံးမှာမျောလင်းချက်ကြီးစွာဖြင့် ကောင်းထောင်လာကြပြီးစိတ်ထဲတွင်ဒုလောဒုလော တွေးမိကုန်ကြလေသည်လျှက်စစ်ဒုံကြည်များလားနီယူကလီးယားဖုံးလားဒါမှမဟုတ်အတန်ထက်နှစ်ရလေးစမြန်နဲ့လေးရင်လားမလာမဟာရပြက်၍တေလူနီနီခွေးတကောင်ခြေကားမောက်တာကိုမြင်လိုက်ရသည့်အပြုံးမျိုးဖြင့်စိတ်ဝင်စားနှင့်စောင့်မျှော်နေကြသည့်လူစုကိုတစ်ချက်ဝေ့ကြည့်ရင် ဒီစိတ်ကူးကရုရှားသမ္မတကြီးကိုလက်ဆောင်ပေးနေရင်းနဲ့ရခဲ့တာပေါ့အခုတက်လာတဲ့လူအလုံးအင်ကြီးဝစ်ကြတယ်ဖနှက်စည်းကြတယ်မဟုတ်လားဒီတော့ဖနှက်ဆိုရာကတရေနဲ့ရောဘာကိုခြေခံပြီးလောက်တာတွေများပါတယ်ကျွန်တော်တို့စက်မှုလုပ်ငန်းတွေနဲ့သွားမယ်ဆိုရင် လူဦးရေတန်ပေါင်း၄00000နီးပါးလောက်ရှိတဲ့နိုင်ငံတိုင်းမှာ လူဦးရေတစ်ဝက်လောက်ပဲဖနှက်စည်းတဲ့ထောင်း1ဘီလီယံကျော်1ဘီလီယံနီးပါးလောက်ဖနှက်လိုပါတယ်သက်ဆိုင်ရာနိုင်ငံတွေမှာ ဒီလိုလိုအပ်တဲ့ဒရန်ဇာတပစ္စည်းတွေကသူတို့စီမှာလုံလောက်မရှိဘူးဒါတွေကိုတင်ပို့ရောင်းချမယ်ထုတ်လုပ်ရောင်းချမယ်ဆိုရင်အများကြီးဒီတစ်ခုတည်းရင်ကျွန်တော်တို့တိုင်းပြည်ဟာအာရှကြမဟုတ်ရင်တောင်းအာရှနွားကြီးတော့ဖြစ်လာမှာပါဖေပူကလည်းစင်ချောက်ကွန်ဖနက်ကိုတိတ်ကြိုက်တည်းအဟိတချုပ်ကြီးမာလာရဲ့စကားဆုံးမှာတော့ခမ်းမတွင်းရှိလူအလုံးမှာလက်ခုပ်တွေတဖြောင်းဖြောင်းတီး၍ စိတ်ထဲမှာတညီတညွတ်ထဲချိတ်ပြီးဩဘာပေးလိုက်ပုံကမအေယိုးကြီးစောက်ရက်ပူသလောက်စောင့်ညံတိန်နေဟူသည်ဝေး